အစီကြခြင်းတို့ပင်ပင်ပန်းပန်းနဲ့လေ့ကျင့်ခန်းတွေလုပ်တယ်။ရှားလက်ကမထူးတဲ့အပြင်ဒါယံဘလဘွားနဲ့နောင်နာရတယ်။ဝိတ်ကြခြင်းလို့ဓာတ်ရက်ပေါင်းစုံလုပ်တယ်။အစာတွေဖြတ်တယ်အစာတွေအငတ်ခန့်တယ်။ခိတခဏကိုလေးချိန်တို့ကြာသွားတယ်။တသက်လုံးမစားနိုင်တဲ့ပုံစံတွေဖြစ်ပြီးတော့ပုံမှန်ပြန်စားနှစ်ဆသုံးဆ ြန်ဝနေပြီးတော့နောင်တရနေကြပြီလားအချိန်မပေးနိုင်လို့ဂျင်မသွားနိုင်လို့တုံရကြပန်းအင်တာနက်ပေါ်မှာတွေ့သမျှလေ့ကျင့်ခန်းတွေလိုက်လုပ်ကြည့်တယ်ရလက်ကမထူဘူးတစ်နှစ်နဲ့တစ်နှစ်ပူပူဝလာလို့ဆက်ပြတ်နေပြီလားဒီလိုလူတွေအတွက်ကျွန်တော်တီးတက်ဖွင့်ပေးထားတဲ့အိမ်မာနေရင်အစီချမယ်ဆိုတဲ့သင်တန်းလေးအခုဆိုရင်တော့ batch 11အောင်မြင်စွာပြီးဆုံးသွားပြီလာမယ့်10ရက်နေ့မှာဆိုရင်တော့ကျွန်တော်တို့ batch 12စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်အိမ်မာနေရင်အစီချမယ် 45 day fat loss သင်တန်းလေးอ่ะဘယ်လိုသင်မှာလဲဆိုတော့ဟုတ်ပြီလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဂျင်သွားဖို့အခက်အခဲ ရှိတဲ့သူတွေအိမ်မှာလည်းကတိကတာများလို့အလေးတွေပါတွေဂျင်ပစ္စည်းပါတွေဝယ်ထားဖို့အခက်အခဲ ရှိတဲ့သူတွေကိုယ့်ရဲ့ body weight လေးနဲ့တရက်ကို나이ကွက်45မိနစ်ပဲအချိန်ပေးမယ်လေ့ကျင့်ခန်းလှုပ်ချင်စိတ်ရှိတယ်လှုပ်မယ် ထိထိရရောက်ထိထိမိမိလုပ်မယ်ဝေဒီဝါဒမလိုချင်ဘူးဆိုတဲ့သူတွေအတွက်အချိန်တိုအတွင်းမှာထိရောက်မှုရှိတဲ့လေ့ကျင့်ခန်းလေးတွေကိုအပြင်းအထန်ကြီးမဟုတ်ဘဲနဲ့ level alike မြင့်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 ပြီးတော့ဆွဲခေါ်ပါမယ်ပုံစံလေးသွားမယ်နေ့စဉ်မနက်6နာရီဆိုတော့ねကျွန်တော်ကလေ့ကျင့်ခန်းလေးတွေကိုတင်ပေးထားမှာဖြစ်တယ်ကိုအားတဲ့အချိန် AA စစ်စစ်လိုက်လို့လို့ရတယ်တရက်တလေမအားခဲ့သည်ရှိတော့ကိုမလောက်ရသေးတဲ့ရက်ကိုပြန်ပြီးတော့သွားပြီးတော့လုပ်လို့ရတယ်အဲ့လိုပုံစံလေးစနစ်တကျ level alike တစ်ဖြည်းဖြည်းဆွဲခေါ်သွားမှာဖြစ်တယ် အစားသောက်နဲ့ပတ်သက်လို့လေ diet လုပ်တဲ့အခါမှာအစားတွေအရင်လျှော့ရမှာထမင်းတွေဖြတ်ရတော့မှာကိုယ်မနှစ်သက်တဲ့အစားအသောက်တွေစားရတော့မှာအင်မတန်ထိတ်လန့်ကြတယ်အဲ့တော့အရသာရှိရှိစားလို့ရမယ် diet ပုံစံလေးတွေသွားမယ်ဒီနေရာမှာ diet လုပ်တဲ့နေရာမှာ calorie တွက်စားဖို့အခက်အခဲရှိတဲ့အခါမျိုးအခြေအနေမျိုးမှာကျွန်တော်တို့ဘယ်လိုမျိုးစားလို့ရလဲဆိုတဲ့သင်ခန်းစာလေးပါမယ်နောက်ပြီးတော့ကိုကိုတိုင်းတနေ့ကို calorie ဘလောက်စားတဲ့လဲအဓိကစားမယ်အစာအုပ်စုတွေကဘာတွေလဲကိုတိုင်းတွက်တတ်တဲ့အထိ င်ပေးမယ်အဖြေတိုက်ပေးမယ်အဲ့ဒီရလာတဲ့အဖြေနဲ့လက်တွေ့မှာဘလို့ပြင်ဆင်ချက်ပြုတ်စားတော့ရမလဲကယ်လိုရီဘလို့တွက်စားလို့ရလဲလက်တွေ့သင်ခန်းစာအသင်ပေးမယ်အရန်တန်ဖို့ရှိတဲ့ချက်တစ်ချက်ကမိတ်ဆွေတို့စားတဲ့အစားအသောက်တွေကိုနေ့စဉ်ပြန်လဲစစ်ဆေးပေးတယ်အရောက်ချင်းကိုစစ်ဆေးပေးတယ်အထူးခွင့်ရင်းအနေနဲ့ကျွန်တော်တို့တပတ်တစ်ခါကျွန်တော်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံပြီးတော့မိတ်ဆွေတို့တည်ခြင်းနဲ့မိကုန်းတွေမရှင်းလင်းတဲ့မိကုန်းတွေကိုမေးခွန်းရမှာဖြစ်တယ်ဆိုတော့ဒီတန်တန်းလေးကဘယ်တော့စမလဲဆိုရင်ကျွန်တော်တို့ နောက်လာ၁၀ရက်နေမှာစမယ်တင်းနှင်းကြီးလေးရတော့မြန်မာငွေကျပ်2သိန်းပဲကျတင်မှာဖြစ်ပါတယ် တင်နန်းကိုတက်ဖို့စဉ်းစားနေတဲ့အဆင်ပြေပါမလားဆိုရင် အရင် batch ကတင်နန်းသားတွေရဲ့ review တွေကျွန်တော် comment မှာလည်းချပေးထားမယ်ပြီးခဲ့တဲ့ batch က review လေးကိုလည်းကျွန်တော်အနည်းငယ်ဒီမှာထည့်သွင်းပေးထားပါမယ်အစားအဓိကအစားအစားတော့အားရစီအရင်လေးကအဲ့လိုပဲအပြင်စားအရင်စားတယ်အဖော်တွေခေါ်ရင်သွားတယ်အဲအညာပိုင်းဒီပေါ့နော်ညာဘက်ဒီဆိုရင်ဖော်ရီခေါ်ရင်သွားတယ်သွားစမ်းမလာရှန်ကောတော့အကင်တော့အဲ့လိုမျိုးအမြင်စားပြတယ်အဆဆိုင်ကဆရာတင်တယ်မှာတက်ပြီးမှတော်တော်လေးထိရောက်ပြီးတော့အင်ကြီးခ ားတွေခြောက်တာတို့ပါတော့ bike တွေကြာတာပြန်ဖြစ်သွားအရင်တည်းကဆီယားမတိုင်ခင်တခြားသူနဲ့လဲဆော့ဘူးတယ်ဒါပေမဲ့အစားကကြာတော့အဲ့လိုမျိုးပါတော့ စားချင်းရစားတယ်မသိတာခဲ့ဘူးအရင်တည်းကလွန်ခဲ့တဲ့3လလောက်ကပေါ့အမတခါ join ဘူးတယ် join တော့နားလိုက်တယ်နားပြီးတော့မှအမအတိတယောက်က body reconsumption လာနေဆရာအတန်းမှာတက်တော့သူကအယံဝရတယ်ဆရာရဲ့အလားခွဲအတွင်းမှာအတိယောက်ကတငယ်ချင်းကအယံပြောင်းလဲသွားတယ်သူလည်းစော့တယ်ဒါပေမဲ့ကိုလည်းစော့တယ်ကိုစော့တာကြတော့ဘာမှမပြောင်းလဲသူစော့တာကြအယံပြောင်းလဲသွားအမအယံစိတ်ဝင်စားသွားသူ့ကိုမေးကြည့်တယ်မေးကြည့်တော့သူကအဲ့လိုအလိုရောနော်အဲ့လို join လိုက်တယ် ဆိုတော့သူ recommend ပေးတယ်ပြီးတော့အဲ့ဒါဆရာကိုမေးကြည့်ပြီးတော့အလုံးနဲ့အလုံးညဘက်ဆိုအရင်ရှုပ်တော့ခြင်းမသွားနိုင်အလေးတွေလည်းစစုံမရှိတော့အဲ fit at ဟိုအရင် join ပြရတာဆရာအဓိကအစားအစားဖို့အတွက်အရင်အပြင်းစားတတော်လေးကိုညော့သွားတယ်အပြင်းမအငင်းမစပြတော့ကိုအိမ်မှာအဲအိမ်မှာထမင်းကြရစားညဘက်ဆိုရင်အလုံးက၈နိုင်ထိဆင်းရတယ်ဆရာရဲ့နေ့လည်စားနဲ့ညနေစာကိုအိမ်ကနေတခါတယ်မနက်ဆိုရင် ထည့်သွားလိုက်တယ်မဟုတ်ရင် အလောကလူတွေနဲ့အညာစာအပြစ်မှာသွားစားရင်အရင်စားမိပြပါတော့အဲအရင်စားမိတယ်အဲလောကလူတွေကလည်းအဲကို့မှာဖုတ်ပေါက်ပါလာတော့ငါးစီမှာပါလာပြီပေါ့နော်တင်ညာတော့လိုက်မစားတော့ဘူးအဲအဲ့လိုမျိုးလေးတွေပျော်ပျော်ပြစ်သွားတာပေါ့နော်ကိုစီမှာပါဆိုတော့လည်းသူတို့လည်းအတင်းမခေါ်တော့ဆရာရဲ့အဲအစ်တလာလုံးကအဲ့လိုမျိုးလုံလာရတော့တော်တော်လေးအကျိုးရှိသွားတယ်ဟောက်အဲ့လိုမျိုးအကျော် ထိုင်များတော့လေအရန်ကိုအကျော်တက်တယ်အဲအကျော်တက်ကွန်ပျူတာကိုပဲကြည့်တယ်ဒီ focus ပဲအေးအကျော်တက်ရညပါဆိုတခါလေကြာအရန်အရခက်တယ်ဆရာလေးချင်းငယ်လောက်ပြီးရအဲ့လိုမျိုးအကျော်ချင်းပြေးပြီးတော့အဲရေချိုးတော့အရန်အိတ်ကောင်းတော့နော်အဲ့ရလည်းအရန်ကောင်းသွားတယ်အကျော်တက်တာဒီအရန်အဆင်ပြေသွားပါတော့မရှိမရှိတော့ဘူးကွာအုံမှန်လေးဆော့ပြတ်တယ်ဆရာဟာကျေးဇူးလည်းအရန်တင်တယ်အတ္တိကတော့အစားစားတာပါတော့အပြင်းစားလုံးမကိုတတိတတဟျော့သွားတယ်ကျွန်မအရန် င်တော့ဆိုလို့ရှိရင်ယောဂကပဲစော့နေတာအဲ့လေ့ကျင့်ခန်းတွေဆိုကျွန်မမလုပ်ချင်ဘူးအရင်ပြင်မယ်နေဆိုပြောလေအခုဆိုလို့ရှိရင်ကျွန်မရုံဝပြန်လာလို့ရှိရင်နောက်မှပဲလေ့ကျင့်ခန်းလောရတော့ကျွန်မပြင်မယ်နေလို့မထင်ဘူးအဓိကကျွန်မကြိုက်တာဆရာလေ့ကျင့်ခန်းတွေကအဲ့လိုတကယ်ထိထိရောက်ရောက်နဲ့အရင်အချိန်မပေးရပဲနဲ့ပေါ့နော်အဲ့လိုမျိုးလောရတော့ကျွန်မအရင်သဘောကျတယ်ဆရာပြီးတော့ဆရာတင်ပေးတဲ့လေအဲ့ဒီကယ်လိုရီတွက်နည်းတွေပြီးတော့အစာတောက်တွေအစာအုပ်စုအကြောင်းတွေအာဟာရအကြောင်းတွေဟိုတခြားတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်အစာဒီဒီအာဟာရအကြောင်းတွေကတက်တက် က်တက်ကြရပြီးရင်ဒီလေးတက်တက်ကြရအဲ့လိုမျိုးကြီးရှိရလေအခုဆရာအဲ့လိုမျိုးကြီးတင်ပေးတယ်ဆိုတော့ကျမဂျွန်ဇွန်မီတက်ဂျွိုင်းနေနေပေါ့နော်အရန်အန်ဩရတယ်ဆရာတော်တော်စီစဉ်းစားထားပြီးတော့တင်ပေးရအောင်လေအဲ့တော့မြန်ရတော့ကျမလည်းဆရာကိုကျေးဇူးတင်တယ်ပြီးတော့အခုကျမလင်းချင်ကန်လေးလောရတာအဲ့လိုမျိုး ပျော်တယ်ပေါ့နော်ဟိုဂျုံကပျော်တယ်ကျမမပြင်းတော့အဲ့လိုမျိုးစိတ်မညစ်တော့ဘူးဆရာရဲ့လီးချင်းကလှောက်ရတဲ့အိတ်စထရက်ကိုကျမမခံစားရတော့ဘူးအဲကြောင့်နောက်ထပ်တင်တဲ့နေလေကျမအဲ့ join ချင်တယ်ဆိုပြီးတော့အရင် zoom meeting တွေတည်းဆရာကိုကျမမေးရပါတော့ဟုတ်ကဲ့ဟုတ်အရင်ပြေဆုံးပါတယ်ဒီတင်တဲ့ကို join လိုက်ရတာပေါ့နော်တော်တော်မှန်ကန်တယ်လို့ခံစားရတယ်ကျမဒီလိုမျိုးဒီလိုပဲ youtube ကနေပြီးတော့ youtube ကနေတင်လိုက် trainer နဲ့လည်းအရင်က2လလောက်တော့ဆော့ဘူးတယ်ဒါပေမဲ့ကို အချိန်နေတစ်ခုရောက်တယ်လို့မခံစားရဘူး။ဆရာတင်နန်းကိုတက်လိုက်တဲ့ချိန်မှာလေတော်တော်လေးကိုအကျိုးအများကြီးရှိရလို့ခံစားရတယ်။ဒါဒီအစာရွေးချယ်တဲ့ပိုင်းနေမှာဘောနော်။ဟိုတလားကခီးသွားနေရဆိုတော့လေကိုပိုင်ကိုပြင်မှာပဲဝယ်စားနေ။ပြင်မှာဝယ်စားတော့မလို့မျိုးအသားအယူအတွေပါတယ်ကိုုံစုံမြောင်းဝယ်စားပြင်မယ်လေ။အဲဆရာဇွန်ပထမဇွန်2 session ကတော့ကျွန်မမတက်လိုက်ရအောင်။အဲဆိုတော့ now session တစ်ခုမှပြန်တက်လိုက်မှာ။အော်အဲ့တော့စဉ်းစားတော့ငါတော့အယူအတွေအများကြီးထည့်စားရတယ်ဆိုပြီးတော့ကျေနပ်လာ။ဒါပေမဲ့အဲ့ဒီအယူအတွေထဲမှာလေးဆိုင်မှာကြော်လာတော့ ော့ UC တော့ဘာတွေရောညာတွေရောအများကြီးအရင်ဟင်းသုံးမျိုးอ่ะလုံးဟင်းသုံးမျိုးလုံးอ่ะအဲ့လိုခါတွေနဲ့ပဲအကုန်လုံးထဲကျော်တာလीเนาะအဲ့ကိုယ်ကိုပြန်စဉ်းစားကြတော့ကိုယ်ကအော်ဒါလေးညာနည်းနည်းနောက်ဆိုဘလို့ရွေးချယ်ရမလဲဆိုတော့ပူတည်လာတာပေါ့เนาะဟုတ်ကဲ့အဲ့ဆိုတော့အရန်တဘောကြတယ်ဆရာအဲ့တို့အများကြီးရှိရကိုယ်အတွက်လည်းအများကြီးရလို့ခံစားရတယ်2026ရောက်မှ New Year New Me ဆိုပြီးတော့ကျုံးွားနေမယ်အစားအခုလက်ရှိကြံနေတဲ့အချိန်မှာ 45ရက်အချိန်ပေးပြီးတော့တိကျတဲ့ training diet တွေလုပ်ပြီးတော့ကောင်းမွန်တဲ့ foundation တစ်ခုလုပ်မယ် lifestyle changes တစ်ခုလုပ်ချင်တယ်ဆိုရင်တော့ fit at home best dress မှာအမြန်ဆုံးမိတ်ဆွေတို့နဲ့ပြန်ဆုံချင်ပါတယ်တင်နေအနံ့ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ messenger ကိုအိမ်မာနေအစီချမယ်ဆိုတဲ့စာလေးတစ်ချောင်းပဲပို့ပို့လိုက်ပါကျွန်တော် team က admin တွေကမိတ်ဆွေတို့ကိုအသေးစိတ်စက်ပြီးတော့ရှင်းပြပါလိမ့်မယ်